before talking about the effects and that they're bad, let me just say that I think that was the dumbest, most economically illiterate speech I have heard in my life. And I've heard a lot of bad ones. It was filled with lies and distortions. And I need to back that up. For example, the idea that the European Union has a 39% tariff rate on the United States the weighted average of EU tariffs on the US is 1%. Japan, which supposedly, according to Trump, had a 46% tariff rate, the weighted average of tariffs on US products is 3.2%. Marcus Peterson, who was excellent, highlighted the fact that other countries which actually have high tariffs rates, like Turkey, all of a sudden get favored treatment from Trump, at least relatively favored, by paying only 10%. What you had was someone who is the president of the United States speaking almost absolute nonsense. And the biggest nonsense of all was the idea that tariffs can replace income taxes and that they will lead to economic growth. They won't. Now, how bad is this? You have varying rates across the board. You have 20% on the EU. You have 34% on China, even higher on some countries lowest rates are still only going to be, you know, are still at least 10%. The Aspen Business School modeled this and earlier this week came out and said, in the event of a 20 to 25% US tariff, and we're roughly talking about that across the board, if the EU and other countries retaliate, the loss to the global economy will be 1.4 trillion. တရုတ်ကနေပြီးတော့ Trump အမေရိကပြန်ပြီးတော့ဖဲ့လိုက်ပါတယ်။အဲဒါကြောင့် stock ဈေးခွဲတွေဆက်ပြီးတော့ထိုးကြပါတယ်။ဘလောက်ထိဆိုးနိုင်လဲ။အမေရိက65နှစ်အတွင်းမှာ Trump ကြောင့်အမားကြီးအမားကြီးတခုလုံးမိသွားတယ်။အဲဒါဘာမှားလဲဆိုတာဗီဒီယိုလေးအစုံမှာပြောမယ်။ဒီလူကတော့ပညာရှင်ဖြစ်ပါတယ်။စီးပွားရေးပညာရှင်။သူကဘာပြောလဲဆိုတော့ Trump ပြောတဲ့ territory ကတခြားနိုင်ငံကသူအမေရိကကိုအခွန်ကောက်တယ်နော် twin ကုန်တယ်အခွန်ကောက်တယ်ဆိုတာမဟုတ်ပါဘူးလို့ပြောတယ်ဘာမှမရှိဘူးသူ calculation ရတွက်လာတယ်က lower lower ကိုယ့်ဟာကိုမေးတော့မဟုတ်တာရယ်လိန်ပြောပြီးတော့တွက်တာတော့ပြောတယ်အစိုးရကဘာလဲဆိုရင်ဒီလိုမျိုး twin ကုန်နေနော် territory ကောက်ခြင်းအပြင်အမှန်တော့ twin ကုန်အခွန်ကောက်တယ်ဆိုတာက American စားတုံးတူကို အခွန်ကောက်တာ ਨੇ အတူတူပါပဲအဲ့လိုမျိုးအခွန်ကောက်ခြင်းအပြင်ငွေဝင်ခွန်ကိုကောက်เสียမလိုတော့ဘူးလို့ထင်တာအများကြီးမှားပါတယ်ပြီးွားရဲ့စီးပွားရေးတိုးတက်မယ်ဆိုရတယ်ထင်တယ်ဆိုတာအရန်အရန်မှားပါတယ်เนาะပြီးွားရဲ့သူ့အတိုင်အရလုပ်မယ်ဆိုရင်အခု25%เนาะ30% tariff လုပ်မယ်ဆိုရင်ကမ္ဘာစီးပွားရေးမှာ1.4 trillion စုံရှုံမှုကြီးဖြစ်မှာမယ်เนาะစုံရှုံမှုအရန်အရန်ဆိုးတယ် ကဘာပတ် American Stock Option ပညာရှင် channel အကျိုးဆိုပါတယ်။ဘယ်နေရာကြည့်လဲကိုမအောင်ပါရေးတာပါ။ပလင်းတိုင်ရောသူပြောတာဘယ်လိုမျိုးသဘောရပါလဲလဲ။ဘာတွေများ အမှားလုံးမိပါလဲလဲ Trump ကိုမအောင်ပါရေးထားတာပါ။ဘယ်နေရာကြည့်နေလဲအောင်ပါရေးထားတာပါ။ S&P 500တော့ကြည့်မယ်။ S&P 500ဆိုရင်ဒီနေ့ April 4ရက်နေ့မှာထပ်ပြီးတော့ထိုးကြပါဘယ်လောက်ကြပါ 6%နီးပါးကိုကျပါတယ်အဲ့ဒါ9ရက်တွင်းမှာပဲ8.21%ကျပါပါတယ်ဒါကတခါမှရှေ့ခေတ်တမန်တော်တွေမှာတခါမှမတွေ့ဘူးပါဘူးเนาะဂျိုးဘိုင်ဒန်မှမတွေ့ဘူးဘာလို့အိုဘားမှမတွေ့ဘူးပါဘူးထရမ့်ကအရန်အရန်တော်ရတဲ့ကြောင့်ဒီလိုမျိုး9ရက်တွင်းမှာ8.21%ကျလုံးနေတာပါရီယတ်တူတေအဲ့လိုပဲ13.54%ကျပါပါဘဲမားကတ်ဖြစ်နေပြီအမြင့်ဆုံးကတွေ့ရမှာဆိုရင်ဘဲမားကတ်ဖြစ်နေပါပြီเนาะဝင်နေပြီ နာစတောင်ကြီးက5.82%ကြတယ်ဟာမနေ့ရကြတယ်နော်ဒီနေ့ရကြတယ်8.55% 9%နေရက်ထဲ9ရက်တွင်မှာကြာလုံနိုင်အရင်အရင်တော်ပါတယ်ရက်တူတဲ့20%ဖြစ်သွားရင်ဒါ bear market ရောက်ပါတယ် nasdaq ကလောကကျင်း bear market ရောက်ပါတယ်เนาะသူတက်လာတာဘယ်တော့မှမကြတယ်နှစ်လလောက်ပဲရှိသေးတယ်အဲ့လောက်ထိဆိုးွားပါ stock စခွဲအောင်အ down ကြည့်ရ down ကြည့်5.5%ကြာထုံးစံဆိုရင် တက်နိုဂျီကြာမှာဆိုရင်ဟက်ခဲနဲ့ပတ်သက်တဲ့ဒေါင်းကျုံတက်နေရှိအခုလုံးဝမခံရတော့5.5%ကြာတယ်။ငိုခဲ့900မှာဆိုရင်7.41%ကြာပါတယ်။ year to date ဘယ်လောက်ကြာလဲ9.62%ကြာ dual conversion ကျော်နေပြီ။နောက်ပြောမပြဘဲမခဲနဲ့မကြာပြီရောက်ရောက်တော့။အဲ့ရောဒီတော့အချိန်နေဆိုးอ่ะ95နှစ်တွင်မှာဒါအကြီးမားဆိုအမှားကြီးပဲเนาะ Trump လုပ်လိုက်တာ Water School of Business က USC မှာထိဆုံးရောက်နေတဲ့စီးပွားရေးအကြောင်းကပညာရှင်ပြော Jeremy Siegel ဆိုပြော Trump and Terry ဗျာနော်သူတင်မကဘူးဟော economics ဂျာနယ်ရတယ်ပြောတယ်နော် massive mistake နည်းနည်းတော့အမှားမို့အကြီးမားဆိုအမှားပြီးတော့ force business မှာပြောတယ်နော် Republican Trump ကိုထောက်ခံနေကြ force business news အောင်မှာဗာပြောရဆိုရင် the most stunning political mistake i have seen เนาะ amy veteran ပြောတယ်เนาะဒါလုံးဝအမားကြီးအန်ဩစရာကောင်းတော့အရန်ဆိုးသွားတဲ့အမားကြီးပါတယ်เนาะ republican senator ကပြောကြတယ် trump နဲ့ terrorist အရန် risk များတယ် stock market တွေထိုးကြစီနေဒီတပိုဆိုးတာမှပြောတယ်เนาะပလင်းတက်ရော president trump ဘာလို့အမားလုပ်မိရဲ့ထင်ပါတယ်ကိုမအမားရေးစားတယ်မှာဆက်ပြီးတော့ သူထင်တာလား Trump လားအာဒါကပောင်းကအကြီးမားဆုံးစီးပွားရေးပေါ့နော်ငါကအတော်ဆုံးအတန်ဆုံးအာစီးပွားရေးအကြီးမားဆုံးအဲ့ရောငါလှုပ်လိုက်ရင်ဘာတူမဆိုခံရမှာပဲလို့ထင်တယ်နော်ဒီပညာရှက်ပါပြောဆို USA ကထင်တဲ့လောက်အလောက်ထိထိတ်ဆုံးမှာမဟုတ်နော် Trump လားသူ့စီမှာဖဲချက်အကောင်းစားရရှိတယ်ထင်တာအကောင်းစားရရှိတယ်လို့မထင်ပါနဲ့နော်တခြားနိုင်ငံကြီးအများကြီးအများကြီးပြန်ပြီးတော့လုံးရတယ် ။ဘာကြောင့်လဲဆိုတော့တရုတ်ပြည်ကိုတစ်ခုတည်းလုပ်မယ်ဆိုရင်ရီမန်းချင်းအောင်မြင်ဖို့ခင်ပုံများတာ။အခုကတကဘာလုံးရန်သူဖြစ်အောင်လုပ်တဲ့အတွက်ကြောင့်တရုတ်ပြည်ကလည်းပိုပြီးအသိရတာလေ။နော်။တရုတ်ပြည်နဲ့နိုင်ငံတော်များများကနှီးဆက်သွားတယ်။အားအလိုက်အများကြီးများရှိ။အခုဆိုရင်တရုတ်ပြန်ပြီးမကြောက်တော့ချက်ချင်းပြန်ပြီးတော့ Trump ပြန်ပြီးပြန်လက်စားဖြတ်ချေပြန်ပြီးဖက်တာပေါ့။ပြန်ဖက်တာဘယ်လိုပြန်ဖက်လဲဆိုတော့နော်။ tariff ပြန်ပြီးတော့လုံးလိုက်34% tariff ပြန်လုံးတယ်။အာတိတ်မကွာတော့ဘူး။သူက20%လောက်ပွားရင်တရုတ်ပြည်ကလည်း USA twin ကုန်တွေကို20%လောက်ပြပါဘူး။34%ဆိုဘယ်လောက်လဲ54% 50%အမကြောက်ပြီးတော့သူကတရုတ်အတာချက်ပါတဲ့။ USA ကအရန်လိုချင် red up material ရှိတယ်။နော် IPC ရဲ့ lithium battery မှာထုတ်တဲ့ဟာတွေ EV ထဲမှာထုတ်တဲ့ဟာတွေအဲ့လိုမျိုးရတရုတ်ပြည်က ကမ္ဘာမှာ80% of supply chain ရှိရဲ့90%အဲ့အားတွေကို US ကိုတင်ပို့ဟာကိုနော်တားမြင့်တယ်နော် depending export cups on some red art နော် short ချလိုက်တယ် short ချလိုက် lower 100%မဟုတ်တာတရုတ်အကုန်လုံးမတုံးတဲ့ဟုတ်အတော်မတုံးတဲ့ဟုတ်ဖဲကျက်စွာထားတာလေဘာကြောင့်လဲဆိုတော့အကုန်လုံးတုံးလိုက်မှဆိုရင်အကုန်လုံးဒုက္ခရောက်ကုန်မယ်နော်အဲ့အကြောင်းတွေးရောပြန်ပြီးတော့တုံ့ပြန်ရှင်း အာ USA organization အဖွဲ့အစည်းတွေကိုတရုတ်ရဲတားမြင့်ချက်တွေလုပ်လိုက်တယ်เนาะ defense related industry အာလက်နက်ထုတ်တဲ့ industry ပေါ့เนาะအကုန်လုံး USA company ပေါ့24ခုရှိရအောင်မှာနောက်လက်အခု30ထပ်ပြီးတော့တားမြင့်ချက်တွေလုပ်လိုက်ဘယ်လောက်လဲ54ခုရှိတာကြီးအဲတော့ဂျားနမှာမြေစာပြင်ဖြစ်တဲ့လူကပါလေ company ရဲ့မြေစာပြင်ဖြစ်တာပေါ့ပြီးတော့ရေစားတုပ်ကူတွေဈေးကြည့်တော့မှာเนาะအခု ပလေးတောက်ပစ္စည်းတော့ဝယ်မှာဘာပစ္စည်းရဲ့ဈေးတက်သွားပြီလဲခုံမအမရေးတာပါเนาะပြီးတော့ဆက်ပြီးတော့ရှိပဲပစ္စည်းကအခုမှစပြီးတော့ဈေးတက်လာနောက်ထပ်ဆက်ပြီးတော့တက်ဖို့ကိန်းရှိတဲ့အတိုင်းပိုဆိုးမှာဆိုရင်အာ10 to 15% every 15%ဆိုတော့15%နဲ့34%ပေါင်းတာဆိုတော့ဘယ်လောက်ရရမှာဆိုတော့49% 49%เนาะ49%ဝင်းကြီး50%ပေါ့အဲ့ဒါ table ဟာနည်းတာပေါ့ US ပစ္စည်းရဲ့အာတရုတ်ပြည်ကိုတင်သွင်းတာတွေကဈေးက ထောက်ဝက်လောက်တက်သွားပြီเนาะပူဆိုးရပါတယ် university ကတင်ယူပြီးပါတယ်ပါတင်ပို့တယ်ကပါတင်ပို့လဲဆိုအစားတောက်တွေတင်ပို့တယ် vegetable တွေတင်ပို့တယ် soy beans ပဲတွေတင်ပို့တယ် oil seed เนาะ grains တွေတင်ပို့တယ်เนาะအများကြီးများတင်ပို့ဘလောက်တက်တင်ပွား4 billion ရှိတယ်အဲ့ဒါကတချို့ရေနံတွေတင်ပို့တယ်ပြီးတော့ electrical machinery တွေတင်ပို့တယ်စက်ပစ္စည်းတွေတင်ပို့အများကြီးများရှိဒီလိုမျိုး tariff အရမ်းများတွေကြောင့် US ရဲ့စိုက်ပျိုးရေးပစ္စည်းတွေဝယ်ဖို့လုံးဝမဖြစ်နိုင်တော့နော်တရုတ်ပြည်ဝင်ဖို့မဖြစ်နိုင်တော့ဘာကြောင့်ဘယ်သူမှမဝယ်တော့ဘူးလေဒီတော့စိုက်ပျိုးရေးပစ္စည်းတွေဟိုဈေးကြီးတယ်ဆိုရင်တရုတ်ပြည်ကအမေရိကပစ္စည်းမဝယ်တော့ဘူးဟုတ်တယ်မလားတရုတ်စားတုပ်ကူတူရယ်စဉ်းစားမှာဟာအမေရိကပစ္စည်းတယောက်ဈေးကြီးတာဟာဘာအမေရိကပစ္စည်းဘာဘာဝယ်မှာမဝယ်ဘူးအဲ့ရောမဝယ်ဘူးဆိုရင်တခြားဘရာဇီးဩစတြေးလျတို့က market share ပိုပြီးရလာနိုင်မယ်နော်ပိုပြီးရတာတရုတ်ပြည်က USA ရဲ့ တို့ twin twin နဲ့ဟာအဝယ်များဆို customer နံပါတ်3နေရာမှာရှိကနေဒါမက္ဆီကိုပြည်တရုတ်ပြည်နံပါတ်3နံပါတ်တော့စဉ်းစားကြည့်ပါတရုတ်ပြည်သူတွေမဝင်တော့ဆိုရင်ဘယ်သူတွေဒုက္ခရောက်မလဲလန်ဒမားတွေဒုက္ခရောက်မှာပေါ့ US ရဲ့ရောင်းတဲ့သူဒုက္ခရောက်မှာဟုတ်တယ်မလား US ရဲ့ PC ကနန်ကိုရက်ဈေးကြီးပြီးတာဈေးကြီးပြီးတာဆိုတော့အဲ့လာကိုဈေးပြီးထပ်ပြီးတော့ကြီးတတ်မဆိုရင်အဲ့ဒီ Brazil နဲ့ Australia တခြားနိုင်ငံတွေကဟာဝင်ဝင်တော့မှာပေါ့ဟုတ်တယ်မလားရှင်းရှင်းနဲ့ပဲလေအဲ့ အဲ့ဒါကြောင့်အရန်အေးကြီး trade surplus ကပိုပြီးတော့များလိုက်ပိုပြီးများလာတယ်เนาะအဲ covid ကြောင့်တရုတ်ပြည်ရဲ့တချို့ဟာတွေအာတင်တင်တွင်းမဟာတွေတင်မတွင်းနိုင်ဆိုတာဟုတ်တယ်အဲ Trump နဲ့ agreement လုပ်ထားရှိရဲ့เนาะ phase 1 2020ကိုလုပ်ထားတယ်အာလုပ်ထားတယ်ဒီက largest buyer import import says agreement လုပ်ပြီးတော့ဟို US China trade deal sign agreement လုပ်ပြီးတော့ဒီ import တွေတော့တိုးလာပါတယ်เนาะ ် import တွေတိုးလာတယ်ဒါပေမဲ့ US ဆီကပို့ပြီးတော့ပစ္စည်းတွေဝယ်တယ်နော်ပစ္စည်းပို့ပြီးဝယ်ထုံးစားပဲ US ဆီကပို့ပြီးချန်တာလို့ပို့မြအောင်ပို့မြတဲ့တရုတ်ပစ္စည်းပို့ပြီးဝယ်တော့မှာဟုတ်လားတရုတ်ပစ္စည်းကပေါ်လာအောင်ဟုတ်တယ်မလားအာ COVID ဖြစ်တဲ့ကြောင့်ဒူရီပတ်စံမတုံးတာမတုံးနိုင်အောင်တရုတ်ပြည်ရဟာတချို့ဟာတွေမဝင်အောင် US ဆီကပစ္စည်းစိတ်ကြီးရတို့ကြောင့်အဲ့ဒါ Trump ကမကျေနပ်ဘူးသူပါလေမကျေနပ်ဆိုအာ tariff ကလုံးလိုက်တယ်လုံးလိုက်ဆိုအခုတရုတ်ပြည်ကပြန်လုံးတယ်ပြန်လုံးလို့ဆိုတော့ အေးတရုတ်ပြည်မှာလည်းသူဖဲချက်လေးရှိရနော်နော်လှုပ်ချင်တော့လုံးမရဆိုတော့တရုတ်ကလက်တွေ့ပြတယ်မင်းနိုင်ကျင့်တယ်ကျင့်လို့မရအောင်ဆိုပြီးတော့ပြလိုက်အဲ့တော့ပလိတ်တရဒီခိတ်ဆောက်မှာတရုတ်မှန်တယ်ထင်ပါလားထရန့်မှားတယ်ထင်ပါလားကိုမအောင်မှာရေးထားတာပါပြီးတော့အခုလာပြီ TikTok အာ TikTok လောဘညင်းနိုင်တရုတ်ပြည်ကနေပြီးတော့ခွင့်မပြုအောင်ရောင်းဖို့အတွက်အာဘာကြောင့်လဲ terrorist ဖြစ်တယ်တကြောင် terrorist ဖြစ်တော့အာ Trump ကပြောရဆိုအေး TikTok DL ကအပရူလုပ်ရမှာဆိုရင် Terry ကို short မပြောနဲ့တယောကဘယ်ခံမလဲမင်းအနိုင်ကျစ်သူကြည့်လို့မရအောင်နေဟုတ်တော့မှာ TikTok မရအောင်မရအောင်ဘာလုပ်နေမလဲစဉ်းစားနေအဲမရအောင်နေ Terry လောက်လောက်ကြောင်က TikTok မရအောင်နော်အဲ့တော့တူးနဲ့တူးရှင်ပြန်နေကြအဲ့တော့ဘယ်သူနိုင်မထင်ပါနဲ့ပလေးတကြီးဘယ်သူအင်းစိုး short ပြမထင်ပါနဲ့ USA ကတရုတ်ပြည်ကနော်ရေးတာပါ USA အရင် short ပြမဆို USA အရင် short ပြမဆိုကိုမမရေးတာလားဆက်ပြီးတော့ကြည့်မယ် နော်အခုတရုတ်ပြည်တုံ့ပြန်တဲ့အတွက်ကြောင့်ပိုဆိုးရပါတည်းတခြားနိုင်ငံရဲ့အတင့်နေတာမို့ဟာ US ရောအပီခံနေရပြီ stock market ရဲ့ထိုးကြတဲ့ trillion ရှိပြီအများကြီးဆုံးရှုံးပါတယ် stock market နော်အာ2 trillion အောင် ဆုံးရှုံးပါဟာတော်တော် congratulation เนาะအဲ့တော့ social wealth ဆိုဟေးငါဟုတ်တယ်တရုတ်ပြည်လောက်တာမှာအဲ့တော့ထိခတ်နေမှာဆိုငါဟုတ် EU ရတယ်เนาะအကြီးเนาะနိုင်ငံအများကြီးတော့ EU ပေါအားလုံးပေါက်လာမှာဆိုရင်ပြန်ထိထိတာမှာဆိုရင်အမေရိကရဲ့ဒုက္ခရောက်မှာ အမေရိကန်ရေဒုက္ခရောက်เนาะအဲ့လိုလုံးဖို့တပိုးပြီးအသိဉာဏ်လာတယ်။ဘာကြောင့်တရုတ်ကလုံးလိုက်တဲ့အတွက်ကြောင့်အမေရိကန်ဘယ်လောက်ဒုက္ခရောက်နေလဲဆိုတာ EU တွေ့ရပါတယ်။အာတွေ့ပါပြီဆိုတော့တခြားနိုင်ငံတွေရတယ်ပြန်ပြီးတော့လုံးဖို့ရှိတယ်။နိုင်ငံကြီးရောလုံးမယ်။နိုင်ငံငယ်တွေကလုံးလုံးချင်မှလုံးတယ်မယ်။เนาะနိုင်ငံငယ်ကမလုံးဒါပေမဲ့နိုင်ငံကြီးကြီးလုံးမယ်ဆိုအမေရိကန်အထိနိုင်တယ်။သူအော်ပေါက်လိုက်မယ်ဆိုတော့သွားပြီးเนาะပလေးတက်ရောက်ဘယ်လိုသဘောရပါလဲ။ဒီပွဲမှာအမေရိကန်နိုင်မယ်ထင်ပါလား။ ဒါမှမဟုတ်ရင်အမေကရှုံးမှထင်မှာလားခေါင်းမောင်းမှရင်တာပါ။အေးနောက်ထပ်ပို့ဆိုပါတယ်။ဒုတိယပြောတယ်ဒီ tariff ကအရင် crazy ဖြစ်နေတဲ့ကြောင့်เนาะနောက်ပိုင်းငှလားကြရင်ရှိချင်မှရှိတော့မှာသူကပြောတယ်။အဲ့ဒါမှန်မှန်မှန်ဆိုတာဆက်ပြီးတော့ကြည့်ကြမယ်။သူကပြောတယ်เนาะ Trump လို့တဲ့အမားကြီးကပါတယ်เนาะသူတော်တော်များများမသိနေဘူး။သူဘာပြောလဲဆိုတော့ဆက်ပြီးတော့နားထောင်ကြမယ်เนาะ It's going to impose additional tariffs on U.S. goods from April 10th at a rate of 34%. Joining us now, former Council of Economic Advisors uh, Chair under President Obama, Jason Furman. He's a professor at Harvard uh, Kennedy School of Government. Were, during the Siegel interview, were you in a position to hear? Yeah, I heard a bunch said? of what he said. Okay. You agree with most of what he, he. Where's your recession odds at this point? Above 50%? No, I'm still sort of 30, 40%. And the issue is we have just so much uncertainty now. Um, record amounts. How much does this matter? How do these tariffs get resolved? I think they're just so crazy that we're not going to have them two months from now. Um, on the other hand, I didn't think we'd have them now. So who knows? Which ones, Biden kept a lot. Which ones would you keep now? Do you think that we should be using tariffs to, to try to change? China's uh, behavior in terms of both trade uh, and, and just in general and, and the way that uh, that country is uh, managing its affairs in the yeah. world. So, first of all, most of these tariffs are on countries other than China, although quite a lot of them are on China. So, no, I don't think we should be using tariffs on China. On, no, I don't think we should be using tariffs on Canada, Mexico, the EU, the UK, and every other country in the world, that hurts what we want to accomplish with China. Joe, if you want to focus on oh, China, focus China on China. Of, uh, yeah, it drives them all closer Should to we China. Have done that, that trade deal uh, with China in the first. Trump term, do you think? We should have, I mean, the getting them to buy our stuff, that's not the big issue with China. The big issue is their structural policies, the way they treat our imports and a set of, geo a set of yeah, geopolitical yeah. concerns. Right. But you know, I think the last administration actually got the rhetoric on China right. I mean, I disagreed with a lot of their um, economic, especially international economic policy. But small yard, high fence. Focus the China issue on where it matters for national security. We, could we? we so, interviewer CNBC ရ interviewer မေးတာเนาะ no? tariff တရုတ်တွေကိုထိန်းချုပ်ဖို့အတွက် tariff ကောင်းမထင်တာ ူကဘာပြောလဲဆိုတော့ tariff ကိုကနေဒါတို့မက္ကဆီကိုတို့ EU ဥရောပနိုင်ငံတွေတခြားနိုင်ငံတွေကိုလုံးဝမလုပ်တင်ဘူးထင်တယ်။တရုတ်ခြားကျင်ဆိုရင်တရုတ်ပဲ focus ထားအခုဘာဖြစ်လဲဆိုတော့အမေရိကတကပါလုံးတွင်းကုန်တွေကိုအခွန်ကောက်လိုက်တဲ့ကြောင့်တကပါလုံး challenge ခေါ်တာအတူတူပဲเนาะကျန်တဲ့တကပါလုံးက EU ဥရောပနိုင်ငံတွေကတရုတ်နဲ့ပိုးပြီးနှီးစပ်သွားတယ် တရုတ်နဲ့ပို့ပြီးလေးဆိုကနေဒါအဲ့လိုပဲသူရေနိုင်ရောင်းဖို့အတွက်ဆိုတရုတ်နဲ့သွားပြီးတော့စကားပြောပြီးတော့ဟောနော်နီဂိုရှီလုပ်နေပြီနော်အဲ့ဒါကြောင့်ဒီရီမန်းချက်အောင်မြင်မှာမဟုတ်တရုတ် focus လုပ်ခြင်းတရုတ် focus လုပ်နော်အဲ့ဒါပြောတာပြောရတဲ့ဘက Trump လုပ်တဲ့ဟာမှားတယ်လို့ပြောခြင်း तू က Harvard Kennedy School က professor ဖြစ်တယ်နော် economic advisor လည်းလုပ်ဘူးရယ်အစိုးရစီမှာအဲ့တော့ तू ဘာဆက်ပြောလဲဆိုတော့တရုတ်တရုတ်နဲ့အဓိကက တက်တနာပါလဲဆိုတော့ဟောတရုတ်ကတင်သွင်းတဲ့ပစ္စည်းတဲတာပြတနာဒီကမဟုတ်ဒါပေမဲ့အမေရိကရဲ့စီးပွားရေးကိုဟောဆက်ဆံတဲ့ပုံမျိုးလေးပြီးွားရင်သူ့ currency manipulation နဲ့เนาะတခြားဟာ structural issue တွေကိုပြောတာအဲ့ structural issue အဓိကဒီပုံကောပြောပါတယ်ပလိတ်တရံဘယ်လိုသဘောရပါလဲသူပြောတာမှန်တယ်ထင်ပါလားတရုတ်နိုင်ငံတစ်ခုတည်းပဲ focus ထားပြီးအာယုံထားပြီးလုပ်တင်နေတယ်ထင်ပါလားခမအောင်ရေးတာပါဆက်ပြီးနားထောင်အောင်ဇာလန်းကောင်းနေပြီ Did you do anything to the EU in terms of of the way things were? Yeah. we, you know, what I would do with the EU is resolve, revive the free trade agreement that was being negotiated with them a decade ago. Get tariffs down, get non tariff barriers down. We were close to getting reciprocity, true reciprocity, at a lower level, and that's called a trade agreement. Um, that's not called this. By the way, back to national security, probably the dumbest national security thing in all of this was the tariff on Taiwan. I mean, they're, they, they're in an. အဲ့ဒီလူကြီးပြောတာအရန်ကောင်းတယ် EU နဲ့စောစောအင်တာဗျူးအမေးတယ် EU နဲ့ဘာလုပ်တယ်ထင်ပါလဲ EU နဲ့ကတော်တော်လေးနှီးစပ်နေ free trade agreement တော်တော်နှီးစပ်နေပြီနော်နည်းနည်းပဲလိုတော့တယ်အစိုးရဆိုပါထိုင်ဝမ်ကိုအခွန်ကောက်တာအစိုးရဆိုမှာဘာကြောင့်ဆိုတော့ထိုင်ဝမ်က US ရဲ့ base တွေနော်တရုတ်နဲ့မတည့်ဘူးတရုတ်မတည့်တာထိုင်ဝမ်အခွန်ကောက်ခြင်းအပြင်ထိုင်ဝမ်ကို ဒုက္ခပေးရတယ်တူတူပဲစီးပွားရေးရအကုန်ဒုက္ခပေးရတူတူပဲเนาะအဲ့တော့တရုတ်ပြည်ကတော့မထိုင်ဝမ်အခုမကောက်တွင်းကုန်တော့เนาะအခုမကောက်ဆိုတော့ US ကကောက်နေတဲ့ကြောင့်ထိုင်ဝမ်ကိုဒုက္ခပေးရစဉ်းစားလို့မရတာအတုံးဆုံးညာမရှိဆုံးအလုပ်ပဲလို့သူကပြောပါတယ်ပလိတရောင်ဘလို့သဘောရပါတယ်ဒါတော်တော်လေးတုံးတဲ့အလုပ်လားဒါမှမဟုတ်ရင်အာ smart ဖြစ်တဲ့အလုပ်လားကိုမအောင်မှရေးလာပါဆက်ပြီးနားထောင်မယ် At least they got called a country uh, by Donald Trump. But other than that, you know, you're going to tariff Taiwan as part of your China strategy. What do you think the the uh, the end game is on this? And what do you think the accent? We've we've had fentanyl was a goal. We've had bringing jobs back to the the manufacturing sector. We've had things need to be made in America. We're going to do that. I don't know how long that takes. That raising takes... revenue to cut taxes other places. to cut taxes other places. And changing the behavior of, of some of the bad actors. I mean, we've heard a lot of them. What do you think truly? Uh, it, how long do they last? What, what, when would you declare victory if you were this administration? I think Donald Trump has a lot of motivations. Many of those motivations contradict go back, each other. back 30 but years. The number so years. the number one motivation is that the United States runs a trade deficit, that we buy more from the rest of the world than we sell more to the rest of the world. I think that's largely a right. function right. of American right. strength. Right. I don't think these tariffs are going to help. And so. သူပြောရပါအင်တာဗျူးရမယ်ဘယ်လိုမျိုးပြီးနိုင်လဲဘယ်လိုမျိုးအခြေအနေဖြစ်နိုင်လဲသူကပြောတာဒေါ်နယ်ထရန့်အဒီကစိတ်ထဲကဖြစ်ချင်တာပါလေဆိုတော့ USA ကတခြားနိုင်ငံအများကြီးပစ္စည်းရဝယ်ဒါပေမဲ့တခြားနိုင်ငံအလောက်ထိ USA စီကပြန်မဝယ်ဘူးတော့အဲ့ဒါကိုသူဒေါ်နယ်ထရန့်ကမကျေနပ်ဖြစ်တာ။ तू က ဘာပြောလဲဆိုတော့ဒါ US ကအားတာချက်ပဲ။ဘာကြောင့်လဲဆိုတော့ US ကကမ္ဘာမှာအချမ်းသာဆုံးနိုင်ငံမလားလူကစီးပွားရေးအကြီးမားဆုံးနိုင်ငံပြီးတော့လူတွေကအများကြီးပဲအဲ့တော့ထောက်ဆိုင်တယ်ပဲပတ်ဆက်ရှိတာအများဘာလို့မလဲပစ္စည်းမများဝယ်မှာပေါ့ဟုတ်လားမပစ္စည်းမများဝယ်တော့ဒါတဘာဝပဲလေဟုတ်လားမမိသားစုမှာအချမ်းသာဆုံးလူခေါင်းဆောင်နိုင်ဆုံးလူကအများကြီးပေးရပါပဲဆရာဆိုဆရာမိသားစုမှာအချမ်းသာဆုံးအတော်ဆုံး เนาะစိတ်ထားကောင်းဆုံးဆိုတော့ရှိမှလူတွေအားလုံးဆရာ support လုပ်တယ်ပတ်စံတွေရောပြည့်ပြည့်เนาะလူအင်အားဖြင့်ပညာဖြင့် support လုပ်အဲ့ဒါကိုเนาะဆရာကတန်းတူပြန်မရဘူးဆိုပြီးတော့ဒေါ်လာထွက်တယ်ဆိုရင်မဖြစ်မနဲ့မိသားစုပြိုကွဲမှုပဲရှိတာပေါ့ဟုတ်တယ်မလားတရင်ကြီးမိတ်ဆွေဆိုလို့မနေအတော်ဆုံးလူအချမ်းသာဆုံးလူပညာရှိဆုံးလူကအမေအများခံရတာပဲဟုတ်တယ်အခုကြီးအတောင်းခံရမယ်ဟုတ်တယ်ဒါတဘာဝပဲလေအခုကြီးအတောင်းမခံခြင်းဘူးဆိုရင် နော်ကိုကအများကြီး support မလုပ်ချင်ဆိုရင်အတော်ဆုံးလူမဖြစ်အောင်မလုပ်နဲ့ဟုတ်တယ်မလားအတော်ဆုံးနိုင်ငံအချမ်းသာဆုံးနိုင်ငံဖြစ်အောင်မလုပ်နဲ့ဟုတ်တယ်မလားရှင်းရှင်းလေးပြောတာပလင်းတက်ရောင်ဘလို့ထင်ပါလဲဒီလိုမျိုးနော်အတော်ဆုံးလူကအချမ်းသာဆုံးလူကကိုယ့်ထက်အားနည်းနေတယ်မိသားစုပဲဖြစ်ဖြစ်တယဉ်ကြီးပဲဖြစ်ဖြစ်အကြံဉာဏ်လာတော့အောင်ဖြစ်ဖြစ်အကူအညီတော့အောင်ဖြစ်ဖြစ်ပေးတင်တယ်ထင်ပါလားဒါမှမဟုတ်ရင်မပေးတင်ဘူးထင်ပါလားနော်ကောမအောင်မရည်တာလေမှာ နောက်ထပ်ဘာဆက်ဖြစ်နိုင်လဲပြောမယ်ဒီနီးဒီ drama deficit six months from now we're still going to have one three years from now um, i think some of these go away because they're just so so crazy but you know, I don't think the 10 percent is going away. Go away. Why? But, he doesn't think they're crazy. You think it's a reflection of seeing what the market reaction yeah. is, and, and, then all of a sudden saying, "Okay, I, I'm going to lose my support," or Republicans in Congress step up and say, "You're not going to be allowed to do this." I mean, there's a couple different forces. One is that he gets some concessions, and I think he will from some countries like he Vietnam, for free example, any yeah. and he has from free places. So one is he gets concessions and declares victory. Um, a second is that the market and his own supporters. A third is that Congress takes back the power of tariffs. A fourth is that a bunch of this is legally dubious. I mean, this is calling something an emergency that has been a state that we've been in for decades. Um, and, you know, this isn't an obvious use of presidential emergency Could you, power. Can I, just point out real quickly? That wasn't all Janet Hammond, no? That's not all Jane did. It. အနည်းဆုံး10%အာနိုင်ငံတိုင်းအားလုံး twin ကုန်တွေအားလုံး10%အာရောပလေးတက်ရောကုန်စင်းတော့တွေ10%အနည်းဆုံးတက်မှာပျင်ထားလာပါเนาะအာအဲ့လောက်ဝင်းကျင်တက်လိမ့်မယ်အာပြီးွားရင် तू ကဘာပြောလဲဆိုတော့ဘလုံးနည်းတက်ပြီးနိုင်တယ်ပထမဆုံးအနေနဲ့တချို့နိုင်ငံက concession ရတယ်ဥပမာ VN နိုင်ငံမျိုးဟုတ်တယ်မလားနိုင်ငံတတိယကတော့အ short ပြီးမှာပါဒါတဘာပါပဲနိုင်ငံကြီးရောရှင်းဆုံးမှမရဟုတ်တယ်မလားရှင်းမရတော့အဲ့ဒါနံပါတ်1ချက်နံပါတ်2ချက်ပါတယ် ဆိုတော့ stock market နဲ့သူ့ရဲ့ supporter ကမကြိုက်တော့။ဒါကြောင့်ဆိုတော့အားလုံးကမွဲလာပြီဆိုရင်သူ့ကိုတခုလုံးတော့မှာ။ဟုတ်ပါဒါတမားပါပဲ Enormous ပဲဖြစ်ဘသူပဲဖြစ်ဖြစ်တခုလုံးတော့မှာဆိုရင်ဒါ Trump လာစိတ်ပြောင်းသွားတယ်မဟုတ်လား။သူ့ကို support လုပ်ရတွေ support မလုပ်တော့အဲ့လိုမျိုးကြီးဖြစ်နိုင်တဲ့တထင်းကြီးတွေပေါ့။အာဘီနန်နဲ့ပဲပါဖြစ်ဖြစ်။နံပါတ်3ချက်ကပါတယ်ဆိုတော့အဲအာဒီလိုမျိုး Congress ကနေပြီးတော့အဲ Trump လို့လုတ်တာ လောဘလောဘတရားမုံမယ်မလုတ်တဲ့ဘောเนาะ terrify အရန် solo အကြီးစီးပွားရေးပြတ်နိုင်တယ်အမေရိကဒုက္ခရောက်နိုင်တယ်ဆိုပြီးတော့ Congress တွေ Republican တွေဖြစ်ဖြစ် Democrat အောက်စုပြီးတော့ဒါယုတ်သိမ်းတာအဲအဲ့လားဖြစ်တယ်เนาะနောက်ဆုံးတစ်ချက်ပါလဲဆိုတော့ဒါ legally ဟုတ်ချင်မှာလို့မှာထွန်းသူကလုတ်ချင်လို့ကเนาะ emergency ဆိုပြီးတော့ပြောလိုက်တယ် emergency မဟုတ်ပါနဲ့ဒါ abuse of power အာဏာကိုအလွဲသုံးစားလုပ်တယ်လို့ပြောပါတယ်ဒါ၄မျိုးသူပြောသွားတာပါเนาะဆက်စွာ Harvard စာနေပြီးတော့ Jason Farmer ဆိုရယ်လူရပြောပါမှာเนาะဒါ Harvard က Jason Farmer ဆိုရယ်အာစီးပွားရေးပညာရှင်ပြောပါတာဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးအခြေအနေမျိုးဆိုတာအခွင့်အရေးကောက်ပါပလိတိုက်ရပြောမယ်နော်အရင်ကဆိုရင်အာဆေးရရဲ့ bear market ဖြစ်နေချိန်မှာ stock share တင်တက်ထားလို့ကနှစ်နှစ်သုံးနှစ်ကြာအရင်ချက်တာပါနော်အဲ့တော့ဘယ်လိုပဲ stock ဈေးကဘာများဖြစ်နေဖြစ်ပဲဒီလိုမျိုးဟာ opportunity အရင်ကောက်ချမ်းသာမှုလက်ဖြောက်ပြီးချမ်းသာတယ်မခင်ရ အခုလက်ရှိဖြစ်နေပါပြီ။တင်နှက်စတက်မှာဆိုရင် stock investing call option ပို့ option တက်မှာအစင်းနှက်တက်တက်ပြီးွားရင် advance option တက်တက်ပြီးွားရင် day trading momentum stock တက်သွားမှာဆိုတော့ stock market တက်တက်ကြကြနော်ဘယ်လိုပဲဖြစ်နေပါမစေမြတ်ဖို့ကပို့ပြီးတော့များပါပါပြီ။ဒီတင်နှက်တက်ပြီးွားရဆိုတော့ option ဆရာဘာလေးဝယ်နေမျက်နှာသိရှင် option trading ပြထုံကြောင်းရတယ်ပြီးွားရင် advance option တက်ပြီးသွားဆိုတော့ advanced option ပေးထုံကြောင်းရပါတယ်။ကောင်းမှသူကပါဆရာပေးထုံ suggestion လို့ကကြားလာပြီ။ခုမှသူလုံးလဲ။တနည်းစာပေးမှဆိုရင်10% discount ရပါတယ်။10%ဆိုတော့ရာချီတက်တာလား။ရာချီတက်တာနော်။တနည်းစာပေးလာပြီဆိုတော့10%ဒါဆရာရဲ့ experience ဆိုရင်ပေးထုံအနည်းဆုံးတနည်း join လာလို့ပို့ပြီးချမ်းသာတွေ့ရပါတယ်။အဲဒါကြောင့်တင်တိုင်းတက်ပြီးသွားဆိုရင်တနည်းစာ join လာပါ10%ရအောင်ရပါဒီ promotion ကအခုရှိပါနေတယ်။ အခုလက်ရှိ join တော့တင်နန်းနှစ်ခုဒီတင်နန်းနှစ်ခုကိုဧပြီလမှာစင်းသွင်းမယ်နှစ်ခုတော့မဟုတ်သုံးခုသွင်းမယ်ဆိုရင် နောက်ထပ်တင်နန်း free ရနိုင်တဲ့အခွင့်အရေးရှိပါတယ်စင်းသွင်းဖို့ဆိုရင်တင်နန်းကဘလို့ဘယ်တင်နန်းရဲ့ free ရနိုင်လဲဆိုတာရေးထားပါတယ်တင်နန်းဗီဒီယိုစင်းသွင်းရဆို YouTube ဗီဒီယို link နဲ့ description မှာရှိပါတယ်ပြီးတော့အခုကဆရာရဲ့နော်စောစောက stock ဈေးကကျပြီးတော့တင်နန်းရဲ့နေခုလုံးတောက်လျှောက်တက်တာတလားနှစ်လားတက်ထားတာ တင်နန်းသူကဘလို့အောင်မြင်သွားဆိုတာပြောတာဖြစ်ပါတယ်ဆက်မီနာထားပါ MD ရရဲ့ကျေးဇူးတင်ပါတယ်ဆရာဆရာရဲ့တင်နန်းလေးခုကိုတက်ပြီးတဲ့နဲ့အမြောင်းငွေထူးထူးခြားခြားရခဲ့တယ်တင်နန်းအပြီးပထမလမှာ9200ကျော်ဒုတိယလမှာ2800ကျော်အများကြီးရခဲ့တယ်8000ကျော်ပို့ထူးခြားတာကဆရာနဲ့မတော်ရှိဆက်တွေ့ပြီးတော့ဆက်ပြီးကြိုးစားလိုက်အရင်အောင်ပြောတယ်ကျမ off sheet လောက်တဲ့ယခုတလအမြောင်းငွေက ဆူရှိနှစ်ဆိုင်ကရတဲ့အမြတ်ဝင်တဲ့ပုံများတယ်။ဆူရှိနှစ်ဆိုင်တော့ပုံများတယ်။ရင်းချင်းတင်ရတယ်ဆရာ။အချိန်တို့တော့အတွင်းအောင်မြင်တဲ့အတွက်လူတိုင်းကိုလည်းကျွန်မလို့ဖြစ်အောင်အားမလျှော့ပဲစူးစမ်းပါလို့လုံးဝယုံယူကြည်ကြည် If you have a